ားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မူဆလင်လက်နက်ကိုင်အဖွဲ့တွေကိုစစ်ကောင်စီတပ်နဲ့ Bangladesh နေကြာစောင့်တပ်ကကူညီထောက်ပံ့နေတယ်လို့အေအေပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရှကိုင်းပြည်နယ်ဘူးသီးတောင်နဲ့မောင်တောနယ်စပ်ဒေသတစ်လျှောက်မှာလှုပ်ရှားနေကြတဲ့ ARSA ARSO စတဲ့ဘူဆလင်လက်နက်ကိုင်အဖွဲ့တွေကိုစစ်ကောင်စီတပ်နဲ့ Bangladesh နေကြာဆောင်တဲ့ BGF တို့ကကူညီထောက်ပံ့ပေးနေတယ်လို့ အရကတက်တော် AA ကမနေ့ကစက်တင်ဘာလ29ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အကြံဖက်စစ်ကောင်စီဟာ ARSA RSO အကြံဖက်အဖွဲ့တွေကိုလက်နက်ခရံထောက်ပံ့တာတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလားတူ Bangladesh Nature Sounder Fora Gulf Bangladesh BGB ကလည်း ARSA RSO အကြံဖက်အဖွဲ့တွေကိုအားပေးထောက်ခံပြီးပူးပေါင်းဆောင်ရွက်မှုတွေလည်းရှိနေက BGB စက္ကန့်အနီးနားမှာပင် မူဆလင်လက်နက်ကင်အဖွဲ့တွေရဲ့စက္ကန်အချို့ကိုအခိုင်အမာအခြေစိုက်တက်ဆွဲခွင့်ပြုထားတာဖြစ်တယ်လို့အေအေကဆိုထားပါတယ်။အဲ့ဒီတက်စက္ကန်တွေကနေမူဆလင်လက်နက်ကင်အဖွဲ့တွေဟာရခိုင်ပြည်အတွင်းကိုဝင်ရောက်ခါအကြံဖတ်မှုတွေလှုပ်ဆောင်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ဖင်္ဂလားဒေ့ရှ်နိုင်ငံမှာအခြေစိုက်ထားတဲ့ ARSA RSO အဖွဲ့တွေကိုဖင်္ဂလားဒေ့ရှ်နေကြာဆောင်တဲ့ PGB မှာအရာရှိအချို့ကထောက်ခံမှုတွေရှိနေတာကြောင့်ဖင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းအ мян ဆုံးထုတ်ဖော်အရေးယူတင်တယ်လို့ အရေးယူထိန်းချောင်းမှုမရှိဘဲဆက်လက်လွှတ်ပေးထားမည်ဆိုပါကနှစ်ဖက်နေဆက်တည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတွေထိခိုက်စေနိုင်တယ်လို့လည်းအရကတက်တော် AA ကပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကစတင်ကအရကတက်တော် AA ထိန်းချုပ်ထားတဲ့မောင်တော်မြို့မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့58ကြားရှိ .601 ကုန်နှင်းနေဆက်မှတ်တိုင်52အနီးရှိဒုံမြို့စက္ကန်းကိုတိုက်ခိုက်သိမ်းပိုက်ဖို့ရည်ရွယ်ထားတယ်။ ARSA RSO အဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှု၁၂ကြိမ်ထက်မနည်းရှိခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အာရကတပ်တော် AA ဟာရခိုင်ပြည်နယ်အတွင်းရှိကြောက်ဖြူစစ်တွေမန်အောင်စတဲ့မြို့နယ်တွေမှာတိုက်ပွဲများဖြစ်ပွားနေတယ်လို့ရခိုင်ပြည်နယ်နဲ့နန္ဒမိတ်ချင်းတိဆက်နေတဲ့အခြားနေရာ၃ခုမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။အဆိုပါအခြေအနေတွေကိုမူဆလင်လက်နက်ကိုင်အဖွဲ့တွေကအခွင့်ကောင်းရှုက AA ရဲ့စခန်းတွေကိုသိမ်းပိုက်ဖို့ရည်ရွယ်ချက်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဗတ်ချန်ကနှောက်ယှက်ပစ်ခတ်တာ ဒရုန်းနဲ့ကင်းထောက်တာစစ်ကူလာနိုင်တဲ့နေရာတွေမှာကင်းပုံးဝစ်တာစတဲ့လုပ်ငန်းတွေကိုလည်းလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။စကန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ချင်းကပ်လာတဲ့မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA RSO တွေကိုအာရကတက်တော် AA ကတိုက်ခိုက်ချင်းမုံရမှာ ARSA အဖွဲ့ရဲ့အလောင်းတချို့နဲ့စေသုံးဆောင်ပစ္စည်းတွေလက်နက်ခရံတွေကိုလည်းသိမ်းဆီးရမိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မောင်တော်ခရံအတွင်းကိုခိုးဝင်ရောက်ရှိလာကြတဲ့မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA RSO ဟာ ဒေသခံပြည်သူလူထုကိုဖမ်းဆီးတာချောင်းမြောင်းပစ်ခတ်တာနှိပ်စက်အနိုင်ကျင့်ငွေညစ်တာလူရဲ့ပြန်ပေးဆွဲတာတွေကိုလည်းလှုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA RSO တွေဟာဒေသခံအပြစ်မဲ့အရက်သားပြည်သူတွေကိုတပ်ဖြတ်ပြီးတော့ AA ရဲ့စစ်ယူနီဖောင်းကိုအစာထုတ်ဝစ်စင်ကလိမ်လည်ဝါဒဖြန့်နေကြတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးဒုတိယရဲချုပ်တင်ရဲဘို့ချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နှင်းရဲဘို့ချုပ်အောင်နိုင်သူတို့ကိုရှာတို့တာဝန်မှအနှားပေးပြီးစံဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ခိုင်းတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အကြံဖတ်မိအောင်လိုက်ကဒုတိယရဲချုပ်တင်ရဲဘို့ချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နှင်းရဲဘို့ချုပ်အောင်နိုင်သူတို့ကိုရှာတို့တာဝန်မှအနှားပေးပြီးကျန်ဖို့ပါတီမှတဆင့်ရွေးကောက်ပွဲဝင်ခိုင်းလိုက်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရင်မြင့်နှင့်စီဒီအမ်ဘိုးကြီးစင်ရော်ကပြောဆိုပါတယ်။ ယခုစက်တင်ဘာလအတွင်းရဲဘော်ချုပ်များဖြစ်ကြသည့်ဒုတိယရဲချုပ်တင်ရဲဘော်ချုပ်တင်ကိုကိုနှင့်ဒုတိယရဲချုပ်နှင့်ရဲဘော်အောင်နိုင်သူတို့ကိုရှာတုံးမှအနာပေးလိုက်ကြောင်း၎င်းတို့နှစ်ဦးစလုံးသည်ကျပ်ဖို့ပါတီ၏လွှတ်တော်ကိုစလဲလောင်းများအဖြစ်တရားဝင်စည်ရင်သွင်းထားပြီးဖြစ်ကြောင်းသိရှိရပါသည်ရဲတွေလည်းသူတို့သွေးသစ်လောင်းတာပေါ့နော်ရှေးကရဲချုပ်နှစ်ယောက်ကလည်းရွေးကောက်ပွဲဝင်ပြန်ရမယ်မန္တလေးတိုင်းဒေသကြီးတဲကနေဝင်ပြန်ရမယ်ဒါကြောင့်မို့လို့ရဲချုပ်နှစ်ယောက်ကိုပြန်ပြီးတော့ပွဲထုတ်လိုက်တာပေါ့ဟုစီရီယံဘူကြီးစင်ယောကပြောပါတယ် ဒုတိယရဲချုပ်တဲ့အဖြစ်ရဲဘိုချုပ်ဝင်းဘိုကိုခန့်အပ်လိုက်ပြီးရဲဘိုချုပ်ဝင်းဘိုမှာစစ်တပ်ကတော့အပတ်စဉ်31အကြောင်းစစ်အရာရှိကြီးဘဝမှာရဲဘတ်တို့ရှာဒူးကြီးဖြစ်ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်ဒုတိယရဲချုပ်နှစ်အဖြစ်ရဲဘိုချုပ်မျိုးမင်းထိုက်ကိုပြောင်းလဲခန့်အပ်လိုက်ပြီး၎င်းမှရဲစစ်စစ်တပ်ဦးဖြစ်ပါရယ်။မကြသေးခင်ကလည်းစစ်တပ်မှဘိုချုပ်ကြီးတပ်ဦး၊ဒုဘိုချုပ်ကြီး6ဦး၊ဘိုချုပ်12ဦး၊ဘုံမူချုပ်၊ဘုံမူကြီးနှင့်ဒုဘုံမူကြီး300ဦး ဖိုးကြီးနဲ့ဗိုလ်မှူး130ဦး၊ရုံးအုံမှတက်ချက်ကြီးစရေးအထိအခြားအဆင့်60ဦး၊စုစုပေါင်း489ဦးကိုစံဖော့ပါတီတို့စစ်ကောင်းဆောင်ကပြောင်းရွှေ့စေခဲ့ပြီးစစ်အရာရှိကြီးအများစုမှာစံဖော့ပါတီကိုကိုးစားပြု၍ရွေးကောက်ပွဲဝင်ရောက်ရှင်းပြန်ကြမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။ဆလပီတရချောင်းမြို့နယ်အုတ်တူရွာတွင်စီဂျိုယောဂကြောင့်ခြေထောက်ဖြတ်ထားရသည့်အသက်85နှစ်အရွယ်အဖွားအိုတအူကိုစစ်တပ်ကအာရမပြုကျင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်အုတ်တူရွာတွင်စီးချိုယောဂကြောင့်ခြေထောက်ဖြတ်ထားရသည့်အသက်85နှစ်အရွယ်အဖွားအိုတဦးကို အကြံဖတ်စစ်တပ်ကအာဓမ္မပြုကျင့်ခဲ့ကြောင်းတဝက်ခရိုင်ဒီမိုကရေစီအရေးလှုံ့ဆော်မှုတပိတ်ကော်မတီသတင်းနှင့်ပြန်ကြားရေးတာဝန်ခံဘွန်းကသတင်းဌာနကိုပြောပါရယ်စတေပါလာ28ရက်နေ့ညနေ4နာရီခန့်တွင်တရက်ချောင်းမြို့နယ်အုတ်တူကျေးရွာရှိအသက်85နှစ်အရွယ်အကွာအိုတအူကိုအကြံဖက်စစ်သားတအူကအာရမပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် တရချောင်းမြို့အခြေစိုက်အကြံဖက်စစ်တပ်စစ်ကြောင်းသည်ယခုလစက်တင်ဘာလအတွင်းအုတ်တူကျေးရွာတဝိုက်ကိုစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီးရင်းစစ်ကြောင်းတွင်လိုက်ပါလာသောစစ်သားတအူကအာဓမပြူးကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အကြံဖက်စစ်သားအာဓမပြူးကျင့်သွားသောအဖွားအုပ်သည်စီချိုယောဂကြောင့်ခြေထောက်ဖြတ်ထားရသည့်ဒုခိတတအူဖြစ်ပြီးနေအိမ်တွင်တအူတည်းရှိနေစဉ်အာဓမပြူးကျင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။လက်ရှိချိန်တွင်အာဓမပြူးကျင့်ခံရသောအဖွားအုပ်သည်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုအခြေအနေနှင့်ကြုံတွေ့နေရပြီးကျန်းမာရေးအခြေအနေကိုဆက်လက်စောင့်ကြည့်နေရကြောင်းသိရပါသည်။ ်ထို့သောအသက်အရွယ်ကြီးမြင့်နေပြီဖြစ်သည့်အပြင်ဒုက္ခိတတအုပ်လည်းဖြစ်သည့်အဖွားဟုတအုပ်ကိုအာရမပြုကျင့်ခဲ့မှုသည်အကြံဖတ်စစ်တပ်၏အလွတ်အလွန်လူမဆန်အောက်တန်းချလွန်သည့်လုပ်ရက်ဖြစ်ကြောင်းဒဝဲခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကထုတ်ပြန်ထားပါသည်ဆလပီပူလောမျိုးနဲ့မင်းပြင်ရွာကိုစစ်တပ်ကယနေ့ညပိုင်းမိရှို့ဖျက်ဆီးနေတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းပူလောမျိုးနဲ့မင်းပြင်ရွာကိုအကြမ်းဖက်စစ်တပ်ကယနေ့ညပိုင်းမိရှို့ဖျက်ဆီးနေကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့စက်တင်ဘာလ28ရက်နေ့ည8နာရီကျော်ခန့်တွင်အကြံဖတ်စစ်တပ်ကမင်းပြိမ်ရွာကိုစစ်ကြောင်းထိုးပွင့်ရောက်ပြီးနေအိမ်များကိုမိရှုဖြက်စီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စစ်တပ်စစ်ကြောင်းကအယက်သားပြည်သူများကိုဖမ်းဆီးထားခြင်းရှိမရှိနှင့်ပြည်သူများတိကြိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။အဲ့ရွာတွေကစစ်ခွေးစစ်ကြောင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးနေရတာကြားပြီးစစ်ခွေးတွေကဒီနေ့မှမီးဝင်ရှို့နေတာပြည်သူတွေဖမ်းဆီးခံရတာရှိမရှိဆိုတာတော့အတည်မပြုနိုင်သေးဘူး။ နေအိမ်ပျက်စီးအခြေအနေလည်းမသိရသေးဘူးဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။